အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါဒါအခု Barcelona အသင်းကအခုလက်ရှိမှာ Nico Williams အပြောင်းရွှေ့ကို အပြီးတက်နိုင်ဖို့အစွမ်းကုန်ကြိုးပမ်းလျက်ရှိတယ်နစနနေတာအတလက်တစ်ကလပ်ဘီဘာဝရဲ့တောင်ပန်ကစားမောက်ကိုဘာဆိုနာကရောဂျေးစာချုပ်ယူရို56 58တန်ပေးဖို့သဘောတူထားပြီ။ဆိုဘာဆိုနာရဲ့အဓိကပြဿနာကဘာလဲဆိုတော့သူတို့က စာချုပ်ချုပ်ဆိုသည့်တိုင်အောင်ကစားမရေဂျစ်စတာလုပ်ဖို့မှတ်ပုံတင်ဖို့ပြဿနာပဲလာလီဂါဘက်ကဥက္ကရာခါဒီဒီဟာဗီတီဗက်ကပါဆိုလဲဆိုဘာဆိုနာလူခေါ်တဲ့ signings နဲ့လာလီဂါရေဂျစ်စတာနဲ့မတူညီကြောင်းနဲ့ဘာဆိုနာဟာလူခေါ်ရင်တော့မှလာလီဂါမှာရေဂျစ်စတာလုပ်ဖို့အတွက်လိုအပ်နေသေးတယ်ဆိုတဲ့အကြောင်းကိုသတိပေးထားတယ်ဆိုတော့အားလုံးသိထားပြီးသားဘာဆိုနာလူဘလောက်ခေါ်ခေါ် သူတို့ရှိမှ register လုပ်ပြီး Laviga မှာ approve ဖြစ်မှာပဲဒီကားမှာပေါင်ခွင့်ရမယ်ဆိုတော့အခု Nico William အပြောင်းရွှေ့ကို Barcelona ကအပြီးတက်နေတဲ့အချိန်မှာ Barcelona ဘက်က Athletic Club ကိုရောချေးစာချုပ်58တန်းကို200ဒီခွဲပေးဖို့သူတို့ဘက်ကတောင်းဆိုကမ်းလှမ်းထားတယ်ဆိုတော့ July တရက်နေ့မှာပထမတစ်ချိန်ပေးမယ်နောက်တစ်ခါမှာနောက်တစ်ချိန်နောက်တစ်နေ့မှာတစ်ခါတစ်ချိန်ပြေးမယ်။နှစ်နှစ်အတွင်းဒီပြောင်းရွှေ့ကိုအပိသက်ပေးချိမယ်။ အဲ့ဒါဆိုရင်သူတို့ဘက်ကဒီပြောင်းရွှေ့တဲ့ပြဿနာမရှိဘူးပြီးရင်လာလီဂါကိုသူတို့သွားမယ်1 by 1 rules နဲ့သူတို့ register လုပ်မယ်ဆိုတော့ဟိုတနေ့ကပဲ25တန်းတန်နဲ့ဒါ Juan Garcia ကိုသူတို့ခေါ်ပြီးတော့လာလီဂါမှာလည်းမှတ်ပုံတင်ပြီး Barcelona တို့လည်းခေါ်ပြီးတော့2031တီစာချွတ်ချုပ်လိုက်ပြီဒီကြားထဲမှာမာ Sweden Messi ဆိုပြီးနာမည်ကြီးတဲ့ Copenhagen မှာကစားနေတဲ့အသက်16နှစ်ပဲရှိတဲ့ ရူနီပါချီဆိုတဲ့ခြာတိတ်လေးကိုလည်းခေါ်လိုက်တယ်။သူကစာချုပ်က6လပဲကျန်နေ။ယင်းတို့ကထော့တနာဟော့စပါတို့မန်ယူနိုက်တက်တို့လိုက်တုံးကပြောင်းရွှေ့ကြီးကိုအစမတန်နဲ့၄၅၆၀ဒီမှာတောင်းနေရကနေဘာစလိုနာကိုယူရို1.5ဒဏ်နဲ့ပြောင်းလာပြီ။ကွန်ထရက်က6လလဲကျန်တာဖြစ်ပေမဲ့ဒီပြောင်းရွှေ့ကလည်းဘာစလိုနာက OK ပြီ။ဆိုတော့အခုကလပ်ကအန်ဆိုဖာတီကိုမိုနာကိုကိုအပြီးသက်ရောင်းနေတယ်။အထွက်တီကိုသူကြီးအန်ဆိုဖာတီကိုအပြီးသက်ရောင်းနေတယ်။ အန်ဒရီးခရစ်ရှင်စင်ကစာချုပ်တစ်နှစ်ပဲကျွန်တော်သူ့ကိုအပြီးထွက်ဖို့လုပ်နေတယ်ရော်နယ်အာဂူကိုပါထုတ်ချင်ပေမဲ့ဒါပေမဲ့အာဂူကကာလာရှိချာစာချုပ်ချုပ်ထားတော့သူကအသေးမှဆက်ရှိနိုင်တယ်ကလပ်ဘက်ကဖရန်တော်ရက်စ်ကိုကာနာမှုတွေနောက်တစ်ဖက်ကဖမင်းလိုပတ်စ်ကိုကာနာမှုတွေအားလုံးကိုသူတို့ပယ်ချထားတယ်ဆိုတော့အခုလောလောဆယ်မှာဘာဆိုနာကသူတို့ရဲ့ဒုတိယအသင်းကောင်းဆောင်ဖြစ်တဲ့ဘယ်လိုပြောမလဲရော်နယ်အာဂူရောတတိယအသင်းကောင်းဆောင်ဖြစ်တဲ့ဖရန်ကီဒီယောင်းတို့နှစ်ယောက်ဆုံးဆက်ရှိမှာ ဒီအောင်ကစာချုပ်က2026လိုရာတီမှာကုန်မယ်ဘာစလိုနာကဒီအောင်ကိုစာချုပ်တစ်ပေးမယ်အဲ့စာချုပ်တစ်မှာဘာစလိုနာကဒီအောင်ရဲ့လစာကိုရှော့ပြီးတော့နောက်ဖက်သဘောတူဖို့လုပ်မယ်ဆိုတော့ဘာစလိုနာဘက်ကအမှန်တိုင်းပြောရင်လေဗန်ဒေါစကီနဲ့သူတို့၃နှစ်တာကွန်ထရက်ကတန်120လောက်ကုန်တယ်ဒီနေ့ကိုတန်40နီးပါးလောက်ကုန်တယ်ဒါပေမဲ့လေဗန်ဒေါစကီကိုယ်တိုင်ဘိုင်ယန်မှာ အေးအေးဆေးဆေးနေပြီးတော့ဖလားတွေယူနေအချိန်တွေကဒုက္ခဒုက္ခရောက်နေတဲ့ဘာစနာကိုသူပြောင်းလာခဲ့တာကို၃နှစ်ရှိပြီ။သူရောက်လာတဲ့၃နှစ်မှာလာလီဂါနှစ်ချိန်ရတယ်ဆိုတဲ့အချက်ကတော်တော်လေးတော့အောင်မြင်တယ်လို့ပြောလို့ရတဲ့အချိန်မှာဘာစနာကအခုလူရာသီပြောင်းရွှေ့ကဆုံးသက်ပြီ။ကျန်တာတွေထက်ခေါ်မှာဟုတ်တော့သူတို့မာကက်ဆွဲရှူသတင်းတွေတောက်လျှောက်တက်တယ်။လူးစ်ဒီအက်စ်ကလည်းလုံးဝမခေါ်တော့ဘူး။သူတို့နီကိုဝီလျံပဲခေါ်။နီကိုဝီလျံကိုဘိုင်ယန်ကဘလောက်ထိတယ်ဆိုရင်လာစားတွေအများကြီးပေးပြီးတော့ကမ်းလာပေးမယ်။ကစားမကပေးချတာဆိုတော့သူတို့အခု အတ္တလတိကလပ်နဲ့ဘာဆိုနာကြအစွမ်းကုန်ညှိနေတယ်တကယ်လို့နီကိုဝီလန်ရပြီဆိုရင်နီကိုဝီလန်ကဘယ်နောက်တစ်ဖက်ကရာဖီညာကိုအလဲတစ်ဖက်ကယမားနဲ့အထောင်မှာလေမန်ဒေါစကီနဲ့နောက်တစ်ဖက်ကဒန်နီအော်မိုဒန်နီအော်မိုကို force ဆမနိုင်ပုံစံအဲ့လိုပုံစံသူတို့စဉ်းစားထားတယ်ကာဗီကတော့အသင်းကထွက်ဖို့ဆန္ဒမရှိတဲ့ကြောင့်ထွက်နိုင်ကြီးကအန်ဆူဖာဒီထွက်မယ်အန်ဒရီယာခရစ်ရှန်စင်ထွက်မယ် ဒါဒီလောက်တော့ပဲရှိတယ်ဂျန်နဲ့အပိုင်းအခုသူတို့ right back လည်းအစားမထိုးတော့ဘူးဒါအခုလက်ရှိမှာ Eric Garcia ကစားဖို့ရှိတဲ့အတွက်ကြောင့်အခုလက်ရှိမှာ Barcelona က Frankie De Jong ကိုတတ်တန်းတိုးပြီး Rooney Bachi ကိုခေါ်ယူတယ်ဒီ Joan Garcia ကိုခေါ်ပြီးတဲ့အချိန်မှာ Nico Williams အပိသက်စာချုပ်ချုပ်ဆိုဖို့ Swan ကိုကြိုးပမ်းနေပါပြီအားလုံးကျေးဇူးတင်ပါတယ်